အလုံးမင်္ဂလာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့အောက်တိုဘာ23ရက်နေ့လည်ခင်းထရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေတဲ့တော်လိုင်းအင်အားစုတွေညညစွာပူပေါင်းမှုအချိန်ရောက်လာပြီလို့အသိပေးလာတဲ့စကိုင်း PDF ရဲ့သတင်းတကြကြီးတဝကိုဝင်းရင်တုံးနဲ့ရိုက်တက်ပြီးဆက်သူသားစားကြတဲ့အမြောက်တက်36နှစ်ကဘိုးကြီးစန်းကျော်ဆိုတဲ့တဲ့ စီစေးမတက်ကတ်စတမ်းစီယာပဲရင်းစီကကိုအဆမတန်တောင်းနေတဲ့ရန်ကုန်ကအငှားရင်တွေရဲ့တရင်နိုင်ငံတကာနဲ့အာဆီယံနှုတ်ဆက်နေမှုဟာစစ်တပ်ရက်ဆက်မှုကိုပိုအသင့်ရလာစေလို့ထောက်ပြလာတဲ့ခင်အဲရီတရင်ပြန်လည်တွန်းလှန်နိုင်တဲ့လူရစေနိုင်ခြင်းတွေကို ပုံမှန်အမျိုးစုံနဲ့ပြန်လည်ဖန်ဆီးလာတဲ့စစ်ကော်မရှင်ရဲ့တရင် အပြည့်ရဆဲခဲ့တဲ့ဂါဇာမှာဟာမတ်တွေအာဏာပြန်လည်ထူထောင်တဲ့သတင်းအဲ့လိုတနေ့တာအထူးကြဆုံးဖြစ်ခဲ့တဲ့ပေရင်ပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနေ့အတွက်တော့တော်လင်းအင်အားဆိုရင်ညညစာပူပေါင်းမှုအစင်ရောက်လာပြီလို့အသိပေးလာတဲ့စကိုင်း PDF သတင်းနဲ့စားလိုက်ချင်ပါတယ်စစ်ကောင်ရှင်ဟာနိုင်ငံရေးထွက်ပေါက်ရရှိစေဖို့အတွက်လာမယ့်ဒီဇင်ဘာလမှာအတူရောင်ရွေးကောက်ပွဲကိုကျင်းပသွားမယ်လို့ကြေညာကြပါတယ် ဒါအပြင်သူတို့လက်လို့ဆုံရှုံထားရတဲ့နယ်မြေတွေကိုပြန်လည်တိမ့်ပိုက်နိုင်မှုအပြင်းထန်ထိုးစစ်ဆင်လာတဲ့အတွက်တော်လင်းအင်အားစုတွေညညစွာပူပေါင်းမှုအချိန်ရောက်နေပြီလို့စကိုင်းပြည်သူကကွယ်တမတော်ကမနေ့ကအသိပေးလာပါတယ်ကြပြင်းစစ်ကော်မရှင်ဟာအတူရောင်ရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းနေတဲ့တခြားမှာအရသာပြည်သူလူထုနေထိုင်ရာနေရာတွေကို ပြစ်မှတ်ထားဥတည်ပြီးတော့လေချောင်းကနေနင်းစင်ဘုံကျဲတိုက်ခိုက်လျက်ရှိတဲ့အတွက်ပြည်သူလူထုအနေနဲ့စစ်ရေးအသည့်တတိနဲ့နေထိုင်ဖို့ကို တိုက်တွန်းထားပါသေးတယ်။အခုလိုစစ်ကော်မရှင်ဆောင်ရွက်နေမှုဟာတော်လိုင်းအရာစုအလုံးအတွက်အရေးကြီးတဲ့အချိန်ကာလတစ်ခုကို ရောက်ရှိနေလို့စကိုင်းပြည်သူကာကွယ်ရေးတပ်မတော်ကမှတ်ယူထားတဲ့အပြင်တော်လိုင်းအရာစုတွေအနေနဲ့လက်တွေ့ကြတဲ့အလုပ်တွေကိုအလုံးညံ့ညွတ်စွာပူပေါင်းအကောင့်ထဲပေါ်ဆောင်ရွက်မဲ့အချိန်ရောက်နေပြီလို့သူတို့ကထုတ်ပြန်ထား ားပါတယ်။2023ခုနှစ်ကစပြီးစစ်ကော်မရှင်ရဲ့စစ်တပ်စခန်းကြီးတွေ၊နယ်စပ်ဂိတ်တွေနဲ့မြို့ပေါင်း100နီးပါးကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့လိုသိမ့်ပိုင်နိုင်ခဲ့ပေမဲ့စီလုံးညညမှုအားနေရာကြောင့်စစ်ကောမရှင်ကပြန်လည်ထိုးစစ်ဆင်လာချိန်မှာတော်လင်းတက်တွေပူးပေါင်းသိမ့်ပိုင်ထားတဲ့မျိုးချို့ဟာစစ်ကောမရှင်ရဲ့ပြန်လည်ထိန်းချုပ်မှုကိုခံခဲ့ရပါတယ်။အခုလိုအခြေအနေတွေကိုပြန်လည်တုတ်ပြန်မှုတော်လင်းတက်ဖွဲ့တွေအနေနဲ့လက်နိုင်ခရရန်တွေဖြစ်တင်တာခရရန်မိကြောင့်အသေးစားတွေကိုကိုယ်တိုင်ထုတ်လုပ်မှုတုံးမြင်ပြီးလိုအပ်တဲ့နည်းပညာတွေကိုဝယ်ယူဖြစ်တင်မှုလိုအပ်နေရလို့ထောက်ပြထားမှုတွေလည်းရှိပါတယ်။ ကြသည်ပြည်သူထောက်ခံမှုကိုဆက်လက်ထိန်းသိမ်းပြီးဆစ်ရှုံးနေတဲ့စစ်တပ်ရဲ့လူမှုဘောကလစားချေခြင်းနီလန်ဖြစ်တဲ့လေကြောင်းပုံစံတိုက်ခိုက်မှုတွေကိုကာကွယ်နိုင်မှုအစီအမံတွေတိုးမြှင့်ချထားဖို့လိုအပ်ပါတယ်။ ဒုတိယအနေနဲ့တက်ချက်ကြီးတအူကိုဝင်းရင်တုံးနဲ့ရိုက်တက်ပြီးစက်တူသားစားခဲ့တဲ့အမြောက်တက်36နှစ်ကပိုကြီးစမ်းကြော်အကြောင်းကိုပြောပြပါမယ်။ KNP နဲ့ Lyco မြို့နယ်လောပိတာအခြေဆိုင်အမှတ်36နှစ်အမြောက်တရင်ကပိုကြီးစန်းကျော်ကတက်တက်ကြီးဖြစ်သူတန်ဝင်ကိုဝရင်တုံးနဲ့ရိုက်တိုက်ခဲ့တယ်လို့တပ်သွင်းသတင်းရင်းမြစ်က MBA ကိုပြောပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ9ရက်ကလွိုင်းကော်မြို့အချင်းဦးစီးဌာနမှာ အမြောက်ပစ်ကူပေးဖို့တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ကြီးစန်းကျော်ဦးဟာတန်းစီလူစစ်ချင်းတန်းစီဘောနောက်ကျခဲ့တဲ့တက်တက်ကြီးတန်းဝင်ကိုဝစ်တုံးနဲ့ခြေတလုံးပေါင်းတင်ပါဝမ်ပိုက်နဲ့ရှင်ဘတ်နေရာတွေကိုရိုင်းနှက်ခဲ့တဲ့အပြင်ကန်ကြောက်ထိုးချိန်မှုတွေပြုလုပ်ခဲ့တာပါ ဆရာကြီးကိုအဲ့လိုတွေလုပ်ပြီးတော့ပြစ်ဒဏ်ပေးတယ်ဆိုပြီးမျက်ရှင်းမို့လွတ်ခဲ့တယ်။အဲ့လိုဆေလိုခဲ့လို့ဆရာကြီးကမျက်ရှင်းမို့သွားနေတဲ့အချိန်မှာလဲကျသွားတယ်။ဘလောက်တောင်နှိမ့်ဆက်ခံရလဲဆိုရင်စောအိုကနေမစင်နေပါထွက်လာပြီးတတိလစ်သွားတယ်။အဲ့လိုဖြစ်တာတော့ပိုးကြီးစန်းကျော်ကတေသွားပြီတင်နဲ့တေသွားလဲအေရော ထောင်ကျပြီးထွက်မယ်ဆိုပြီးကို ပြောတာလို့ရိုက်ကော်မြို့နယ်ရှိတက်တွင်းတရင်မြေက MB ကိုပြောပါတယ်။ အခုလောနှိမ့်ဆက်ခံခဲ့ရတဲ့တက်ချက်စီတန်ဝင်ကိုပိုးကြီးစမ်းကြော်ဦးကိုတိုင်းဆိုင်ကနဲ့ရိုင်းကော်မျိုးတမတော်စေုံကိုလိုက်လံပို့ဆောင်ခဲ့ပေမဲ့လမ်းမှာပင်တည်ဆုံးခဲ့ပါတယ်။ဒါပေမဲ့ဗိုလ်ကြီးစန်းကျော်ဦးအရေးယူမခံရရဲ့အတွက်တယင်းဌာနချုပ်တာဝန်ရှိသူတွေဟာတက်ချက်ကြီးတာဝန်တည်ဆောင်းမှုဟာအခြားယောဂါတခုနဲ့တည်ဆောင်းနေလို့လိန်လေပြီးဒေသစစ်စရင်ကိုကဲမိုးဌာနချုပ်ဒါကဆာရိုင်းကိုလိန်လေတင်ပြထားတယ်လို့သူကပြောပါတယ် အလိပိုကြီးစန်းကျော်ဦးဟာအဖေရွယ်အရာခံဘိုးတွေကိုပါပိုက်ရိုက်တာထိုးကျိတ်တာကံကြောက်တာနဲ့စစ်သားတွေကိုမကြကနနှိမ့်ဆက်မှုတွေပြုလုပ်နေသူဖြစ်ပြီးတော့သူ့ရဲ့လက်သုံးစကားမှာမင်းတို့တည်သွားလဲဂီဟုံးဆိုင်ဖို့ထောင်ကျပြီးထွက်မယ်လို့အမြဲပြောလေရှိသူဖြစ်တယ်လို့သိရပါတယ်ထမန်တင်ဆက်ပေးချင်တာကတော့စီစင်းမတက်ကတ်စတမ်စီရပဲရင်းစည်းကကို အစမတန်တောင်းနေတဲ့ရန်ကုန်ကအငားရင်တွေတဲ့မှာ 73စီစဉ်တော့မြင့်တက်မှုမရှိတဲ့အပြင် CVG gas အချိန်ကြာမြင့်စွာတန်းစီရတာမျိုးမရှိပေမဲ့ရန်ကုန်ကအငားရင်စီးနင်းကတွေဟာ6လအတွင်းနှစ်ဆနီးပါးမြင့်တက်လာတယ်လို့မြို့ကန်တွင်ထံကလည်းစုံစမ်းသိရှိရပါတယ်။ ခုံနားကြင်ညာလက်တာ၅ရင်အနည်းဆုံး9000ပေးနေရပြီး grass ကို ထောက်လိုက်လို့ဈေးနှုန်းမြင်လိုက်ရင်ကိုတော်ရုံမကားချင်တော့ဘူးလို့အင်းစိန်မြို့နယ်မှာနေထိုင်တဲ့အသက်40အရွယ်အိမ်နောင်ရှင်မျိုးသားတို့ကပြောပါတယ်။ရန်ကုန်မှာ grass taxi ဟာလူသုံးအများဆုံးအငှားရင်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီးတော့အဲ့ဒီအနှုံထားပေါ်အခြေခံပြီးအငှားရင်မောင်းတွေကရင်စည်းကကိုလူတလူတောင်းခံမှုတွေပြုလုပ်နေတာပါ။ မြို့ထဲကနေအောင်မင်္ဂလာအဝေးပြေကို3000ခွဲ4000လောက်ပေးနေရတယ်။ကျွန်တော်တို့မန္တလေးကိုသွားရင်တော့ကားလက်မှတ်ကအလောက်မကျဘူးလို့အသက်35နှစ်အရွယ်ရန်ကုန်မြို့ခံအမျိုးသားတဦးကပြောပါတယ်။အခုလိုရင်စီးကတုံးမြင့်လာရတာဟာကုန်စင်းနှုတ်နဲ့ရင်ပိုင်ရှင်တွေကိုပေးရတဲ့ကားငါရန်ကဈေးကြီးမြင့်လာတာကြောင့်ဖြစ်တယ်လို့အငားရင်မောင်းတွေကဆိုပါတယ် gas က CNG တက်စီကဥနာစင်းလေးတောင်းကျော်နေပြီးတရက်ကိုတသိန်းလောက်မှမရှာနိုင်ရင်ကိုယ်အတွက်မကြံဘူးဖမင်းစားလိုက်အောင်မောင်းနေရတယ်လို့ဖြစ်နေရောလို့ပစွန်တော်မြို့နယ်မှာအနေထိုင်နဲ့အငှားရင်မောင်းတို့ကပြောပါတယ်စိတ်ကောင်ဖြစ်အားနာတင်းခဲ့တဲ့၅နှစ်တာကာလအတွင်း73စီစင်းတော့ဟာ3000ကျပ်အထက်ကိုအကြိမ်ကြိမ်ရောက်ရှိခဲ့ပေမဲ့အဲ့ဒီကာလာတွေမှာတော့အငားရင်စင်းနေကြတွေဟာအခုလိုများပြားမှုမရှိခဲ့ပါဘူး ဆက်လက်ပြီးနိုင်ငံတကာနဲ့အာဆီယံနှုတ်ဆက်နေမှုဟာစစ်တပ်ရက်ဆက်မှုကိုပိုအသင့်ရဲလာစေရလို့ထောက်ပြလာတဲ့ခင်မဲရီသတင်းကိုတင်ဆက်ပေးချင်ပါတယ်။မနေ့ကဒေါ်ဆန်းစုကြည်ရဲ့တာငယ်ခင်မဲရီခကိုထိန်လင်းထုတ်ပြန်လိုက်တဲ့အာဆီယံ၏မြန်မာဆက်အနာရှင်များနဲ့ထိတွေ့ဆက်ဆံမှုအပေါ်သဘောထားထုတ်ပြန်ကြညာချက်မှာနိုင်ငံတကာနဲ့အာဆီယံရဲ့နှုတ်ဆက်နေမှုဟာစစ်တပ်ရဲ့ရက်ဆက်မှုကိုပိုအသင့်ရဲလာစေရလို့ဖော်ပြထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာ6ရက်သတင်းကြိုလာပညာမှာချောင်းမြုံနယ်ဘုံတို့ရွာမှာစင်းနီးတပိတ်ချင်းပါနေစဉ်စစ်တပ်ကထေချောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ့အသက်ဆုံးရှုံးခဲ့ရပေမဲ့မကြမီမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဟာနေပြည်တော်ကိုရောက်လာပြီးစစ်ကောင်းဆောင်တွေနဲ့တွေ့ဆုံခဲ့မှုဟာမဖြစ်တဲ့အပြင်နိုင်ငံတကာတိုင်းဝိုင်းကပြတ်သားတဲ့ရည်မူရင်းမရှိတဲ့အတွက်စစ်တပ်ကအခုလိုပြစ်မှုတွေကိုဆက်လက်ကျူးလွန်နေတာဖြစ်တယ်လို့သူကထောက်ပြထားပါတယ် ဆရာနာရှင်ကိုတရားဝင်စီမဲ့လောက်ရမှန်သမျှအတွက်ကျွန်တော်လွန်စွာစိတ်ပူပန်မိပါတယ်လို့ခင်မဲရစ်ကပြောပါတယ်ဒါဘင်းစစ်တပ်ဟာမြမအရေးအာဆီယံဘုံသဘောတူညီချက်9ရက်ကိုလိလူရှုချင်းထက်ကျော်လွန်ကပုံမောကျွလွန်ခဲ့ပြီးအာဆီယံရဲ့စုပေါင်းဆန္ဒကိုပြပြောင်းတင်းတင်းပယ်ချခဲ့တာတွေကိုအာဆီယံကတီးခံနေတာဟာဆက်အနာရှင်ပြည်ထောင် กินလို့ခွင့်ရဖို့ကုညင်နေတယ်လို့ဖြစ်နေရလို့ခင်ကပြောပါတယ်မြမနေဦးမှာကိုချန်လင်းကပိုင်းဖြတ်မှုအခိုင်မာနဲ့သူတက်နိုင်တဲ့အပိုင်းကနေဝင်ရောက်အားဖြစ်လာတာဒီနှစ်ထဲမှာစတွေ့ရတာပဲအဲ့ဒီအတွက်မြမပြည်သူတွေကကျေးဇူးတင်လေးစားကြရပါတယ်လို့မုံရအချင်းဆိုင်နိုင်ငံတကြွလှူရှာသူတဦးက MBA ကိုပြောပါတယ် အာဆီယံရဲ့နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့တာဝန်ခံမှုစိတ်ထားမှန်မှုနဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်သွားအောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးဆရာနာရှင်ကဦးဆောင်တဲ့ရေကောက်ပွဲထားမှမဟုတ်ပင်လုပ်ငန်းစဉ်ကိုမှတရားဝင်တယ်လို့လက်မခံနိုင်ဘူးလို့မှတ်ချက်ပြုထားပါတယ်။ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့ပြည်လည်တွန်းလှန်နိုင်တဲ့လူရဲစေတိုင်းစင်းတွေကိုပုံမှန်မျိုးစုံနဲ့ပြည်လည်ဖန်းစီလာတဲ့စစ်ကောင်ရှင်သတင်းကိုပြောပြပေးပါမယ်။ ဆရာနာရှင်စနစ်ကိုပြန်လည်တွန်းလှန်နိုင်တဲ့လွရက်စင်နိုင်ငံရေးကျင်းသားတွေကိုစစ်ကောင်ရှင်တပ်ကထောင်ပူးဝါမှာပြန်ဖမ်းပြီးပုံမှန်မျိုးစုံနဲ့မတရားအမှုဆင်နေလို့သိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာ၁၀ရက်ကလည်းအင်းစိန်ထောင်မှာဖမ်းဆီးခံရတဲ့၈၈ငင်းချန်ရင်နဲ့ပွင့်လင်းလူဖွင့်ရေးကနိုင်ငံရေးကျင်းသားကိုစော်ဝင်းမောင်ကိုနောက်မှုနဲ့စစ်ကောင်မရှင်ကထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ ထောင်ကနေလွရဲ့စေလို့လုတ်ပြီးဆိုပြီးအိမ်ကိုကြောင်းကြတယ်။အိမ်ကမိသားစုကထောင်မိုးဝမှာသွားဆောက်ကြတော့ထောင်ဝန်ထမ်းတွေကပရောက်ချောင်းရဲ့စကန်ကိုလိုက်သွားဖို့ပြောတယ်။ဟိုရောက်တော့နေလေလောက်မှာနောက်အမှုအတွက်ထပ်ပြီးရုံထုံမယ်လို့သိရပါတယ်လို့ကိုစော်ဝင်းမောင်ဤညီဖြစ်သူကိုစော်တူးမောင်က ပြောပါတယ်။လက်ရှိမှာနိုင်ငံရေးကျင်းသားကိုစော်ဝင်းမောင်ကိုတိုင်မြို့နယ်ပရောက်ချောင်းရဲ့စကန်မှာဖမ်းဆီးထားပြီးတော့အကြမ်းဖက်ပုံမှားတွေနဲ့တရားစွဲဖို့တင်ဆင်ထားပေမဲ့ပုံမှားအမိတွေကိုတော့မသိရှိရသေးပါဘူး။ ကိုဇော်ဝင်းမောင်ရဲ့တားချီဖြစ်သူ ကိုတီဟာနဲ့ချိန်မဖြစ်သူမဆွမ်းပြေမောစနီးဖြစ်သူပကကက်လွင်နဲ့တားငယ်ဖြစ်သူ ကိုမြတ်သူတို့ဟာလည်းစစ်တပ်ရဲ့နှစ်ရှည်ထောင်ထံချမှတ်ခံထားရတဲ့သူတွေပါပြီးခဲ့တဲ့အောက်တိုဘာတရက်ကလည်းစစ်ကော်မရှင်ဟာတာယော်ဒီထောင်ကနေလူရဲစင်နိုင်ငံရဲ့ဂျင်သားငေါအုပ်ကိုထောင်မှုဝါမှာပြန်လည်ဖမ်းဆီးခဲ့ပါသေးတယ် စစ်ကောင်ရှင်ကလူရဲစစ်နိုင်ငံရေးစင်တာတွေကိုပြန်လည်ဖမ်းဆီးတာဟာသူတို့ကိုပြန်လည်တော်လှန်မဲ့သူတွေဖြစ်တာမို့လို့ဖမ်းဆီးနေတာဖြစ်တဲ့ဆိုပြီးထောက်ပြမှုတွေလည်းရှိပါတယ်နောက်ဆုံးပြပါသတင်းဖြစ်တဲ့အပြစ်ရက်စဲခဲ့တဲ့ဂါဇာမှာဟားမတ်စ်ဒီအာနာပြန်လည်ထူထောင်တဲ့သတင်းကိုပြောပြပြီးစမရဲ့နေ့လည်ခင်းသတင်းတင်ဆက်မှုကိုရပ်နားလိုက်ပါရစေရှင်။ အစ္စရေးနဲ့အပြစ်ခံရစရေးသဘောတူညီချက်စတင်ပြီးတဲ့နောက်မှာအစ္စရေးတပ်ဖွဲ့တွေမသိမ်းပိုက်ထားတဲ့ဂါဇာကမ်းမြောင်ဒေသမှာဟာမတ်စောက်ချုပ်ရေးအဖွဲ့ကသူတို့ရဲ့လုံခြုံရေးထိန်းချုပ်မှုကိုအပြင်းထန်ပြန်လည်စတင်နေလို့သိရပါတယ်။အခုလိုဟာမတ်စအဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေဟာဂါဇာဒေသရဲ့နိုင်ငံကင်မျိုးနယ်စုနဲ့ပြည်ပခါတွေဖြစ်ပွားစေပြီးနိုင်ငံလုံခြုံရေးမတည်ငြိမ်မှုကိုပုံမှန်မြင့်တက်စေနိုင်ပါတယ်။ အပြစ်ကရဆဲပြီးမကြမီမှာပင်ဟာမတ်ရဲ့ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ဝင်းနေဟာရဲဟုရေးသားထားတဲ့အုတ်ထုတ်တွေကိုဝစ်စင်မီကာဆာမြို့လမ်းတွေပေါ်မှာတွေ့မြင်လာရတာပါဟာမတ်လောက်ကံပြည်ထောင်ဝင်စီဌာနကစစ်ပွဲအတွင်းကြဆင်းသွားတဲ့အုတ်ချုပ်ရေးအာဏာကိုပြန်လည်တပ်ဝင်စေတာကို ပြသတာဖြစ်တယ်လို့လဲဆိုထားပါဗျ ဒါပြင် Hamas နဲ့ပတ်သက်တဲ့ Telegram စာမျက်နှာတစ်ခုမှာ Palestine ပြည်တွင်းဆင်မနာမှာရန်သူအတွက်တရှို့လောက်တာနဲ့တော်လင်းတပ်ဖွဲ့တွေကိုလောက်ချံတပ်ဖြတ်ခဲ့သူတွေကိုပေါ်ထုတ်ဖန်စီဖို့စစ်စင်ရေးကြီးတစ်ခုလှုပ်ဆောင်နေတယ်လို့ကြေညာခဲ့ပါတယ်။အခုလို Hamas အဖွဲ့ကခါစာမှာအာဏာပြန်လည်တိဆောက်နေတဲ့အတွက်ဒေသတွင်းဩစာကြီးမာတဲ့လက်နက်ကင်မျိုးနဲ့စုရင်းနဲ့တင်းမာမှုတွေပုံပုံဖြစ်ပေါ်လာမှကိုစိုးရိမ်မှုတွေလည်းရှိနေပါတယ်။ MBA ရဲ့နေ့လက်ကင်းထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ MBA ရဲ့တင်ဆက်မှုတွေကိုအဆောင်ထိကြည့်ရှုအားပေးသူအလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအလုံးကိုလည်းထူဝင်ကျေးဇူးတင်ရှိပါတယ်အမပီသူပီသားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်တွေပြကြပါစေရှင်